တပွဲလေးကိုတင်ပြီးတော့ player rating စွမ်းဆောင်ရည်သတ်မှတ်ချက်30ပြည့်ရယူခဲ့တဲ့ Man U ပရိသတ်အချစ်တော်ကိုအားလုံးပဲမင်္ဂလာပါခင်ဗျာ Manchester Football ဇော်တင်ဆက်နေပါတယ်အချိန်တုန်းက Manchester United ပရိသတ်ရဲ့ချစ်တော်ဖြစ်ခဲ့ဘူးသူတည်သားစင်းလေးမေဆန် Greenwood ကတော့လက်ရှိချိန်မှာ Old Trafford နဲ့ဝေးရမှာတောက်ပနေပြီဖြစ်ပါတယ် Greenwood က United အတွက်စေစုနည်းနဲ့ခြီးပြီးတော့အားကိုးလို့ရနိုင်မယ့်ကစားမဖြစ်အားလုံးကယူဆထားခဲ့ကြပါမယ်ကြီးစားတဲ့ပြဿနာဖြစ်ပြီးတဲ့နောက် Old Trafford ကိုပြည်တိုင်ဆွန့်ခွာသွားခဲ့ရပါတယ် ဂရဲဟုကမာစီးတင်းတဲ့တူပုံမှန်ခြေစွမ်းပြနေပြီးတော့ဒီဘက်ပြင်သစ်လီကူဝမ်ပွဲစဉ်မှာလည်းတူရဲလေးကိုတင်းယူသွားခဲ့တာပါဂရဲဟုကနှစ်ကိုးကိုပဲချင်းနဲ့တင်းယူခဲ့ပြီးတော့နောက်ထပ်နှစ်ကိုးကိုညာချင်းနဲ့တင်းယူသွားခဲ့တာပါဘဲချီရောညာချီရောပါကောင်းကောင်းအသုံးချနိုင်ခဲ့တဲ့တကယ်ရှားပါတိုက်စင်မှုဖြစ်ပါတယ်ဂရဲဟုကနာမည်ကြီးဘောလုံးဒေတာကုမ္ပဏီတစ်ခုဖြစ်တဲ့ SofaScore ရဲ့စွမ်းဆောင်ရည်သတ်မှတ်ချက်30အပြည့်ရရှိခဲ့ပါတယ်နောက်ပြီးဂရဲဟုကဒီရသည့်ဥရောပထိပ်တန်းလီ၅ခုမှာတပွဲလေးလေးကိုတင်းယူနိုင်ခဲ့တဲ့ပထမဆုံးကစားမှလည်းဖြစ်ပါတယ် ဒါပြင်2023ဒီဇင်ဘာလကလေးကလက်ရှိချိန်ထိပြည်내လီကူမှာတပွဲတည်း၄ကိုတည်ယူနိုင်ခဲ့တဲ့ပထမဆုံးကစားမလေးဖြစ်ပါရီ2024စက်တင်ဘာလနောက်ပိုင်းဥရောပထိပ်တန်းလီ၅ကိုမှာတပွဲတည်း၄ကိုတည်ယူနိုင်ခဲ့တဲ့ပထမဆုံးအင်္ဂလိပ်ကစားမဆိုရင်လည်းမမပြောင်းပါဘူးအဲဒါကြောင့် Greenwood အတွက်တကယ်ကိုအမှတ်တရရစရာညာညာဖြစ်ခဲ့ရပါရီ Greenwood ကပွဲကစားချိန်86မိနစ်မှာလူစားလဲအနားယူခဲ့ပြီးတော့သတင်းစာရှင်းလင်းပွဲမှာတော့ကျွန်တော်ကတော့လာဖို့ရောက်နေပါပြီကျွန်တော်ရင်ကဟတ်ထရစ်တစ်ကြိမ်မှမသွင်းဖို့ပါဘူး၄ကိုတည်နိုင်ခဲ့တာဆိုတော့တကယ်ကိုအမခံပါပဲဆိုပြီးခန်းစားချက်တွေဝင်မြသွားခဲ့တာဖြစ်ပါရီခင်ဗျာ